မှားခဲ့တဲ့ကံအကျွေးပြန်ဆရတော့မှအဲ့ဒီအတွက်ရှောင်လို့မရဘူးခြေခြေနဲ့နဲ့လက်ခံတော့အဲ့ဒါလည်းမှတ်ထားတော့ဘုန်းကြီးတို့တက္ကသိုလ်မတွေရှိမှအကောင်းကြီးလာတာလားအဆိုးတွေပါပါလားအဆိုးတွေပါပါအဲ့ဒီအဆိုးတွေကဘာလို့လောက်ခဲ့တာကိုလောက်ခဲ့တာနော်ကြည်ကျင်းနဲ့နဲ့လက်ခံလိုက်အဆိုးလာလဲကြည်ကျင်းနဲ့နဲ့လက်ခံလိုက်အကောင်းလာလဲကြည်ကျင်းနဲ့နဲ့လက်ခံလိုက်ဘာဖြစ်လို့လဲ ကိုလှုပ်ခဲတာကိုစီလာတာဟုတ်တယ်နော်ဘယ်သူမှသွားအပြစ်နင်အသုံးမချလို့ငါဒုက္ခရောက်တာသွားမပြောနဲ့ဘာမှမဆိုင်ဘူးလောကသဘောရနင်အသုံးမချလို့ငါဒုက္ခရောက်တာပြောတာအမှန်နင်အသုံးမချတာမို့ကိုယ်ခံတဲ့ကိုလေနော်ဥမာညဆိုဘုရားရှင်လက်ထက်တော်ဇတိလတထေးဆိုရှိတယ်အဲ့ခဏိမွေးမွေးချင်းရင်မျောတာမွေးမွေးချင်းမလို့တာဟိုပြောရရင်လေအခုမွေးပြီးတာ ချက်ကျိုးဖြတ်ပြီးတာနဲ့ကလေးကိုရေတောင်ဆေးပန်ပေးလိုက်ဘူးအဲ့ဒီအတိုင်းလေးတခါတည်းတစ်တာတည်းထည့်ပြီးတော့မြစ်ထဲသွားမျောလိုက်ကဲလောကအမြင်နဲ့ပြောစမ်းဒီအမေဟာကရုဏာများလားရက်ဆက်လားอืมดาดิเมียนลงอ่ะอกုံลงเมียนตัดแต่เมียนลงเนาะไอ้คะเนี่ยเยี่ยวตัวยอโหมาญิสิทธิ์มาเยชูเนเนี่ยแม่มา2รอบชื่อดิไอ้ติดตาเล่เมียนแล้วเฮ้โหมาติดตาตะลง အငါဟာတဲ့ဘာဘာမှန်းမသိဘူးနော်လူတပါဝလောဘလောဘငါဟာအထက်မှာမပွေးတာပါနိုင်ဒုက္ခရောက်မှာနော်အဲနောက်တစ်ယောက်ကလည်းမခံချင်းစိတ်နဲ့အဲမြင်နေရတဲ့တစ်တာကနင့်ဟာတဲ့အထက်မှာမမြင်ရတဲ့ဟာငါဟာတဲ့လောက်ပြောင်းအောင်အဲ့ဒါသူတို့အနာလည်းရောက်ခလေးလေးဖြစ်နေတော့အဲ့ဒါအရှင်နုရုဒ္ဓစီယူသွားပြီအရှင်နုရုဒ္ဓပြတော့အရှင်နုရုဒ္ဓဒီခလေးကိုကြည့်လိုက်တော့ဒီခလေးက ီဘုံကယဟန္တာဖြစ်မှာဒါပေမဲ့လောကစည်းစိမ်နဲ့ခံစားဖို့ရှိသေးတယ်အဲ့တော့ဒီကလေးကိုငါတကတထေးစီပေးလိုက်မယ်ဆိုတကတထေးစီပေးလိုက်အောင်ပေးလိုက်တော့အဲ့တကတထေးကအဲ့ကလေးလေးကိုအိမ်မှာမွေးတာဒီနေ့အဲ့ကလေးရောက်ဆက်နှစ်နှစ်ရောင်းမကုန်နဲ့ကုန်နေအကုန်လုံးတရက်ထဲနဲ့ကုန်တာအောင်မလေးလက်ကောင်လေးဟာဒီကလေးဟုတ်တယ်နော်လက်ကောင်လေးမွေးထားနော် ကြည်လိုက်ငါသမီးနဲ့ပေးစားမှာတကယ်ပေးစားတယ်အိမ်အောင်ပြုတ်တဲ့နေ့မင်္ဂလာဆောင်တဲ့နေ့မှာပဲအိမ်ခွဲပေးတယ်အိမ်ကကြိုးဆောက်ထားတာအဲ့တော့သူတို့တွေ့ဆောက်ထားတဲ့အိမ်ကိုဒီနေ့မင်္ဂလာဆောင်ပြီးမိဘတွေကြောက်ပြီးတော့နေမဲ့အိမ်ကိုတွန်းအိမ်လေကားကုန်နင်းလိုက်တာနဲ့အိမ်နောက်ဖေးမှာရွှေတောင်ပေါက်လာရွှေတောင်ကလည်းအောင်ကုန်းသားတွေသေရကြအောင်ပြောလိုက်အောင်မနော်ရွှေတောင်ရလေ သူလိုချင်ရင်လက်နဲ့သွားဖက်တပိတ္တာဆိုတပိတ္တာအချိန်တဆယ်ဆို30ဤကနေပါလာတာနော်တခြားလူဆိုပစိန်နဲ့ပေါက်လည်းမရနည်းနည်းလေးတော့ပဲ့မထောက်တော့ခတ်เสียတို့သေးလားနောက်သူဖဲလိုက်တာ30အချိန်30ဆိုအချိန်30ဖက်ပြီးအဲ့နေရာပြန်ပြည့်သွားတာနော်ခြိုက်သွားတာမဟုတ်ဘူးအဲ့မို့တတောင်တော့အောင်ကုန်မှရှင်တော်တော်ကောင်းမှာနော်တရွာလုံးလာဖဲဟာဆိုတော်တော်အဆင်ပြေမှာနော်အဲ့ဒါအဲ့လောက်ပိုင်တဲ့တထေးဖြစ် နောက်တော့ဖះကြွလာတော့တရားနာပြီးအဲဓာတ်တွေစွန့်ပြီးတော့ယဟန္တာဖြစ်သွားတယ်ထားပါတော့အဲ့ကလေးဘာလို့စွန့်ပစ်ခံရတာလဲမွေးမွေးချင်းဟိုလူတွေပြောတဲ့စကားအတိုင်းပြောရင်လေအမလေးဒီကလေးမှာဘာအပြစ်ရှိလို့လဲကလေးလေးကခုမှမွေးကင်းစားလေးဘာအပြစ်ကင်းတဲ့ကလေးကိုဒီအမေကရက်ဆက်တန်းအဲ့ဒါကလောကအမြင်ဟုတ်တယ်နော်ဓမ္မအမြင်နဲ့ကြည့်လိုက်တော့အဲ့ကလေးဒီကတ္တပဘုရားရှင်လက်ထက်တုန်းကပဋိဉ္စရာ နေအောင်ပြောလိုက်အောင်မလားလူတွေအသက်ကြီးရင်လေနဲ့နဲ့များတယ်နော်ဘုန်းကြီးလည်း96တက်ရောက်ပြီဒီဟာပြောဟိုဟာ ရောက်နေတော့ပလင်ဘွားမဆင်းနိုင်ဒုက္ခနော်ကြိုးပြီးတော့ကာထားတာဟိုမှာရှင်မောက်ကလန်နေပြီးတော့ဟိုဘက်ရောက်ကုန်ပြီဇတိလာရောက်ကုန်ပြီနော်အဲ့ဒါပဋိစေယ ပရိသေယဆိုတော့သူသူတို့ကိုးကွယ်နေတာယဟန္တာရှင်မြတ်တစ်ပါးရှိတယ်။ကတ္တပဘုရားရှင်ကသက်တော်ရှိဘုရားဆိုတော့ပရိနိဗ္ဗာန်စံတော့ဓာတ်တော်မပြိုကွဲဘူး။အလောင်းတော်လိုက်ကြည့်ရှိတယ်။ဒါဆိုရင်ဘုရားစေတီကဘယ်နှစုတဲလို့ရမလဲ။တဆူပဲ။အလောင်းတော်လိုက်ကြည့်ထပ်ပဏထားပြီးတင်ပါ။တဆူပဲဆိုရွှေစေတီတင်ကြဆိုဆိုတင်ကြတာ။ထပ်ပဏသွင်းကနီးတော့ယဟန္တာတစ်ပါးကြွလာ။ကြွလာပြီးတော့လိုက်ကြည့်လိုက်တော့ မဟုတ်ဦးတစ်ဖက်ကကြမ်းနေရောအဲ့ဒါမေးကြည့်တော့တိုင်းသူပြည်သားလူအများတာဝန်ယူတဲ့ဘက်ကရွှေမလောက်လို့ကြံနေတာတဲ့ဟွန်းဒါဆိုငါတကားရှိတွားဦးမယ်ငါတကားတွားပြောမယ်ပေါ့သူတကားပဒိဆရာတွားရောဟိုလဲရောက်ရောရန်တာရှင်မြတ်မျက်လွာလေးချပြီးသွားတာတကားဘာဖြစ်နေလဲသူမကြည့်ဘူးတော့ကမှအလိုက်မသိတဲ့တည်းမှာဘုန်းကြီးနဲ့ကလေးနဲ့ပါတယ်နော်။နော် ဟိုကဘာဖြစ်နေမသိဘူးကိုဖြစ်ချင်တာပဲပြောတာပဲအဲဘုံကြီးလက်ဒီတိုင်းပဲခလေးလက်ဒီတိုင်းပဲနော်အခုလည်းဟိုမကြည့်ဘူးတက္ကာလင်မယားချင်းညံဖြစ်ပြီးစိတ်ဆိုးနေတဲ့အချိန်အဲဘုံကြီးကအိမ်ရောက်သွားပြီးတော့တက္ကာကြီးတဲ့တက္ကာကြီးတို့တိုင်းသူပြည်သားတွေတောင်းဝင်ယူတဲ့ဘက်ကရွှေမလောက်လို့ဟိုမှာမအူးကမပြီးသေးဘူးအခုတပ်ပနာလက်သွင်းကန်နီးနေပြီတက္ကာကြီးတို့ကြိလုတ်တဲ့နော်တဲ့ဆိုတော့ဒီမှာဘာဖြစ်မှန်းမသိကိုရောကလည်းတမအောင်ဆိုပြီးတော့တက္ကာကိုရောဘာပြောလိုက်လဲဆိုတော့ ကိုတော့ဖရားရေထဲမြှွန်လိုက်နော်ဝဇီဝေဒာကိုတော့ဖရားရေထဲမြှွန်လိုက်အဲ့မှာမိမအချက်ချင်းဝင်ပြောတယ်တော်ကျမကိုမကျင်တတ်လို့ရိုက်ချင်ရိုက်တယ်ဘာမှမဖြစ်ဘူးတဲ့အရှင်မြတ်ကြီးမှာဘာအဖြစ်ရှိလို့တော်သွက်ဆော်ကားတာလဲအဲ့မှာယောက်ျားလည်းဘာသာရေးသမားဆိုတော့ချက်ချင်းသတိဝင်ပြီးအချက်ချင်းတောင်းမှန်တာအတကား တောင်းမန်တော့တကားတကားငါပြင်မာတာမဟုတ်လေကိုတော့ဖះရရေတဲ့မြှောက်လိုက်ဆိုဒါဖះကိုပြင်မာတာဖះတောင်းမန်မှရမှာဘယ်လိုတောင်းမန်မလဲရွှေပန်းကန်ကြီးလုတ်ရွှေပန်းကန်ကြီးလုတ်ပြီးတော့ဖះအလောင်းတော်ထပ်ပနာသွင်းတဲ့နေပါဖះအဲ့အလောင်းတော်နဲ့တကားတဲ့ဇေတီတဲ့လိုက်သွားထပ်ပနာသွင်းပူဇော်ခရော့တောင်းမန်ပေါ့ငါဟုတ်ပြီဆိုပြီးတော့ဆရာတော်ပြောတဲ့အတိုင်းလုပ်မယ်ဆိုပြီးတော့ရက်ကကတ်နေလို့ရွှေပန်းကန်မမိဘူး အသားအကြီးကိုတားလေအဖေမမိလို့မင်းဝိုင်းကူပါလားဆိုတားကြီးကပြောတယ်ကို့ပြစ်နဲ့ကိုလေးတဲ့ဟမ်အဲ့နဲ့တားလက်ကိုကိုညီတော်တားလက်မင်းကူမလားဆိုကျွန်တော်နဲ့ပါဆိုင်လို့လဲတဲ့အဲတားငယ်လေးကိုတားငယ်ဆိုတော့အဖေကျွန်တော်ကူမယ်တဲ့တားသမီး၃ယောက်မှာနော်ဘယ်သူကတိတတ်တယ် အငယ်လေးရတီးတတ်တာအဲ့ဒါနဲ့ပဲထပ်ပနာသွင်းခဲ့တယ်ပေါ့နော်ထပ်ပနာသွင်းခဲ့တယ်အဲ့ရွှေပန်းကင်လူလို့ရွှေတောင်ပေါက်တာနော် ရွှေတောင်ပေါက်တာဘာလူလို့ရွှေပန်းကင်လူခဲ့လို့ဒါပေမဲ့အဲ့ဘုရားမှာရွှေရွှေပန်းကင်လူလို့ရွှေတောင်ပေါက်အဲ့ဘုရားမှာ စော်ကားခဲ့တာကကိုတော့ဖရာရေးတယ်မြို့လားကတော့တောင်းမှန်နေသို့တော့လုံးဝတော့လွတ်မသွားဘူးတက်တော့တက်တာတယ်ပေါ့နော်ကတော့တောင်းမှန်လိုက်တော့မတက်တော့လည်းတက်တာလား ဒါပေမဲ့ဘဝတရားတိတိမွေးပြီးတိုင်းရေမျောတာသူ့အမွေးတဲ့အမေဘယ်အမေဖြစ်ဖြစ်ရေမျောတာဒါဆိုရင်ဒီမအေကိုဒီမိမမလိုချင်စောတဲ့ကမမွေးပါနဲ့လားမွေးပြီးပါလို့ပြစ်ထုတ်တာနဲ့မိခင်စိတ်မရှိဘူးလို့အပြစ်ပြောစရာမရှိဘူးနော်ဆိုလိုတာကံကံရဲ့အကျိုးကိုသာယုံကြည်ရင် လောကမှာဘယ်သူမှအပြစ်တင်စရာမရှိဘူးအားလုံးဟာသူ့ကံနဲ့သူ ဖြစ်ထိုက်တယ်လို့ဖြစ်နေကြတာကြီးတယ်ပဲနော်ဒေါသထွက်စရာမရှိဘူးလို့ပြောတာနော် အဲ့ဒါအဲ့ဒါနားလဲဖို့အရာအလုံးကလက်ခံနိုင်တဲ့အနေအထားရှိတယ်အခုဒီအမေတွေမဟုတ်ဘူးအဲ့ရှင်က69ရောက်တော့အမေကလည်းသူ့ဟိုဆိုမွေးပြီးတာနဲ့ရေမြှောတာပဲဒါမအေးအပြင်းလားခလေးကန်လားလူတွေကတော့ဒီအမြင်နဲ့ဆုံးဖြတ်တော့မွေးကင်းစာကလေးမှာဘာအပြစ်ရှိလို့ဒီလိုလုပ်တာလဲဆိုပြောတာအမှန်ဒီမွေးကင်းစာကလေးကအခုမရှိပင်နဲ့အတိတ်ကမရှိခဲ့ဘူးလက်ရှိကရှိခဲ့ပါဘူးရှိခဲ့တယ်နော်ရှိခဲ့တယ်အဲ့ဒါကိုနားလဲအောင်မြင်အောင်ကြည့်ရမှာနော် အရာအလုံးမျက်စိမြင်တာလေးနဲ့ဗရတ်ဆိုလှမ်းပြီးတော့အပြစ်တင်လိုက်တာမျိုးသွားမလုံးနဲ့သူ့ရှေ့ကဘာပါလာတယ်မသိဘူးနော်ကဲအဲ့ဒါဇတိလဖြစ်သွားတာအဲ့ဇတိလဖခင်သူတို့ဘက်ကြွလာတော့တရားနာပြီးတော့ဟာဒီတရားတွေကိုလူဝိနဲ့တော့အပြစ်ဆုံးမကျင့်နိုင်ဘူးဘုန်းကြီးဝိနဲ့မှကျင့်လို့ရမှာယဟန်ဝိမယ်ယဟန်ဝိမယ်လဲဆိုရောအမွေတွေပေးရတော့ဒါကြီးတွားရွှေတောင်းနေရွှေတထုံးပေါက်ခက်ရော့ပေါက်တူ ต้องสูงกนทั่วละเพื่อจะนอนเป้าลุ่มยาวตันละตัวบป้าจ้องสูงกนทั่วละเพื่อจะนอนเล่มยาตั้งไงัวบอก อีกนั่นสูช่วยจะตรงยาเพื่อจะนอนยาไอ้สูไอ้ช่วยดางไม่อยู่ไหลเด้อไอ้ตรงยาวกับโคตรงอ่ะก็ต้องพยายามเลยแต่กันเลยตรงยาวกว่าไอ้จี้อ่ะไปรู้เป้าไม่ยาเลยสู้กูเป็นนักกนะเออดูไปอันนั้นก็เอาจะนอนได้ป่าสายนูเลยไอ้เนี่ยยาวรูม่ยาวเนาะไอ้บาปเยอจะนั่นเลยสู้มีบ้า သမီးရဲ့မနဲ့ဆွမ်းလောင်းအောင်စောစောလေးထားပါဆိုအမေတို့ကလည်းအိတ်ကောင်းလုံးရှိတယ်ဘာမှမသိဘူးအဲမှတ်တာအမွေမရဘူးနော်အမွေမရဘူးတတိထားညင်းတဲ့လူအမွေမရဘူး